ဲ့လို RC Chronicle ကိုရှင်းအောင်မယ်21 Edition နေပြန်နေဆိုလိုက်ပါလေဒီနေ့ကျွန်တော် first impression ပြောလို့ရမယ်ကားလေးတစ်စီးကျွန်တော်စီရောက်ထားပြီအဲ့ဒီကားကပြီးခဲ့တဲ့25ရက်နေ့ကကျွန်တော် market tag ကို release လုပ်ခဲ့တာ Alpha Max ကသူ့ရဲ့ FCH Downliner Camel Trophy Edition တွေကို release လုပ်ခဲ့တယ်ဒီကားကိုစပြီးတော့ leak ဖြစ်ခဲ့တာက2025 January Beijing Hobby Expo မှာပြသွားတော့က Alpha Max ကသူ့ရဲ့ဒီ FCH Downliner ကို ပြပါတယ်ဒါပေမဲ့တကယ်တမ်းထုတ်ရောင်းမရောင်းဆိုတော့ကျွန်တော်တို့တေချာမသိခဲ့ဘူးပေါ့နော်အခုကတော့ FMS ကတော့တကယ်ကြီးသူတို့ရဲ့ FCH တန်လိုင်းနဲ့ Common Trophy Edition ကို user ရဲ့လက်ထဲကိုထည့်ပေးလိုက်ပါပြီ Okay ဒီကောင်က FMS ကနောက်ဆုံးထွက်ခဲ့တဲ့ FCH တန်လိုင်းနဲ့ Common Trophy Edition က Defender D1 တန်မှာဒီကောင်က Common Trophy Edition မှာက မော်ရယ်အသုံးပြုထားတဲ့ဒီ Defender D1 တက်ရဲ့ D1 Discovery ရဲ့ Range Rover ရဲ့အသုံးစီထွက်ပါတယ်။အခုလောလောဆယ်ကျွန်တော်စီကိုထိဆုံးရောက်လာတာက Defender D1 တက်ကကျွန်တော်စီကိုထိဆုံးရောက်လာတယ်။အဲ့တော့ကျွန်တော်ရဲ့ထိဆုံး first impression ကဘလို့ဖြစ်လဲဆိုတော့ကျွန်တော်တို့မျှော်လင့်ခဲ့တာက FCH10 Line and Commentary Edition မှာ Alpha Max ကထုတ်တဲ့အချိန်ကျရင် Hard Body နဲ့ဖြစ်မလားပေါ့နော်။ Hard Body နဲ့ဖြစ်ရင်ကောင်းမယ်ဆိုပြီးတော့ကျွန်တော်တကယ်တည်းမျှော်လင့်ခဲ့တယ်။ ဒါပေမဲ့အခု FMS ကထုတ်တဲ့အချိန်မှာ Lexan body polycarbonate နဲ့ပဲထုတ်ပြလိုက်တယ်။ပြရတဲ့ဈေးနဲ့အခုပြန်ရတဲ့ quality ပေါ့နော်။သူလှုပ်ထားတဲ့ detail တွေကိုတစ်ချက်ကြည့်လိုက်။ဒီ upper refract တွေဒီကောင်ဆိုရင်လုံးဝလုံးဝကွာသုံးသပ်သားပြခွန်မလား။အဲ့နေရာမှာသူတစ်သားပြလေးထည့်ထားပြီးတယ်။ဒါက camel trophy edition ရဲ့ refract ပေါ့နော်။တော်တော်မိုက်တယ်ဒီဘတ်မှန်လေးတွေကအစဘတ်မှန်လေးတွေကလုံးဝ မှန်အစ်စ်တုံလာပြီးတယ်ပြီးတော့ဒီမှာသူ့ရဲ့အရှိရဒီဘမ်ဘာကဒီအကောင်ကပလတ်စတစ်ဒီဒီဒီနေရာမှာဒီစကားလေးကိုသူတန်စကားလေးထည့်ထားပြီးတယ်သူတော့မိုက်တယ်ဆိုအဖမတ်စကတော့လုံးဝဒီဒီလောက်တဲ့နေရာမှာကျွန်တော်တို့ဟိုလင်းနေမှာကလေးကဆရာကြတယ်လို့ပြောလို့ရတယ်တော်တော်မိုက်ပါတယ် interior က half copy နဲ့ပဲလာတယ် အဲဆိုတော့သူ့ရဲ့ဒီ body mount တွေကလည်းကျွန်တော်တို့အရင် FCH stand line နဲ့ SC80 တုန်းကလိုပဲအရင်ထွက်ခဲ့တဲ့ FCH stand SC80 Chelsea ကိုပြန်သုံးခဲ့တာလားဒါမှမဟုတ်တော့ Chelsea အတစ်ကိုပဲဆက်လုပ်လိုက်တာလားဆိုတော့ကျွန်တော်တို့ဆက်ကြည့်မယ် okay body mount အတူတူပဲအဲဆို SC80 ဖြုတ်တယ်လို့ပဲကျွန်တော်ဒီလိုဖြုတ်လိုက် okay အဲဆို SC80 မှာပါခဲ့တဲ့ body mount ကြီးအတိုင်းပဲသူလုပ်ထားတယ် ပေါ်လီမက်ဂနက်နဲ့ဒီအပေါ်က LED မီးတွေအကုန်လုံးသူဒီကနေပဲပါဝါပေးပါတယ်အဲ့တော့ကြိုးတွေမရှုပ်တော့ဘူးကောနော်ဒါကတော့ SC80 မှာလည်းဒီတိုင်းပဲလာတယ် Okay အဲ့တော့အကျန်းရင်းကြည့်လိုက်ရင်တော့ဒီမှာကြည့်ပါဒါက FCH တန် SC80 chassis ပါပဲပြောရမယ်ဆိုရင်တော့အေးပေါ့ SC80 chassis အတူတူပါပဲ မော်တာရဲ့32တန်မော်တာကိုသူသုံးထားတယ်။ ESC နဲ့ transmitter လည်းကိုရောတယ်2 in 1 2 in 1 ESC ကိုသူထည့်ထားပြီးတယ်။ဒါကအရင် SCAD မှာသုံးခဲ့တဲ့ခါနဲ့အတူတူပဲ။ body mount နေလည်းအကုန်အတူတူပဲ။အဲ့တော့ fader တွေလည်းအတူတူပါပဲ။ဒါပေမဲ့ similarity ပါ similarity တော်တော်စင်တူရောမှရှိတယ်။ဒါပေမဲ့မတူတာကသူ weave base တွေကိုနည်းနည်းခွဲပြလိုက်ပါလေ။ defender d1 တောင်မှာက weave base က3 to 6 mm ရှိမယ်။ ကျွန်တဲ့ model တစ်ခုဒီ discovery d1 နဲ့ range rover ကတော့321 mm ရှိမယ်အရင်ထွက်ခဲ့တဲ့ fc8 ten line နဲ့ sc80 မှာကြတော့ wheelbase က324ရှိခဲ့တာဒီကောင်က326ဆိုတော့ wheelbase တွေက millimeter နည်း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 လေးကြီးတော့ဗောနော်ဆိုတော့ fc8 ten sc80 တွေကပြောခဲ့တဲ့ electronic setup တွေအကောလုံးအတူတူပဲဒီ alpine suspension ကိုလည်းခြေပါဒီကောင်က folding suspension နဲ့ပဲသွားတယ်သူ့ရဲ့ shock တွေက dual spring shock တွေကိုတုံးလာပြီးတယ်ဒါ dual spring shock တွေတုံးလာပြီးတယ် thesis မှာမောင်းလို့တာတဲ့အစ်ဇေတော့မှမောင်းလို့ပေးတာက student server ကပို့ပြီးတော့မောင်းလို့ကောင်းပါလေဒီမှာဒါအတူတူပဲသူရဲ့အရင် battery placement နေ motor တွေဒီ two in one receiver အကုန်လုံးက SCAD ရဟာနဲ့အတူတူပါပဲလာလာကသူက straight အစ်ဇေနဲ့ပဲလာလေ okay ဒီမှာကသူထည့်ပေးလိုက်တဲ့သူရဲ့ accessory bag ပေါ့နော် accessory bag ထဲမှာကဟိုအထက်က driver ကြီးကိုစောင်းနေတဲ့အုပ်ထုပ်တွေပါမယ်ပြီးရင်ဒီမှာပစိန်တွေလည်းပါတယ်ပြီးရင်ဂေါ်ပြားတွေရော ဒါဘယ်လိုခေါ်လဲဒါဒါဘယ်လိုခေါ်လဲအောက်ဆူးခေါ်တာဒါပါလဲကျွန်တော်လည်းပြောတော့ဒီဒီဒီပုံစံလေးအဲ့ဒါအဲ့ accessory တွေပါတယ်အဲ့တော့ camera trophy edition ကို set up လုပ်မယ်ဆိုရင်ကျွန်တော်တို့က accessory ကိုဒီလောက်ပဲထည့်လို့မရဘူးအဲ့ camera trophy edition ရဲ့ set up ကဒီအပေါ်မှာ8ဒီရောအစုံအစုံအစုံ set up လုပ်ရတာ camera trophy logo လေးပါမယ်ဒီကောင်ကဒီမှာတက်ရမယ် okay ဒီမှာကသူ့ရဲ့ link writer ကျိုးပါပါတယ် ဒီမှာအဲ့တော့ဒီကနေဒီကနေဒီကို limitizer တို့ချိန်ရလားအဲ့တော့ limitizer ဂျိုးလေးပါမယ်အဲ့တော့ camera trophy edition in setup ကိုဘယ်လိုမျိုး set up လုပ်မလဲဆိုဒီအပေါ်မှာ AD ကိုအစုံအစုံ off road accessory အကုန်တင်တင်ပြီးတော့ရင်မှာလုံးဝဂျိုးလေးနဲ့တိကျတုတ်တုတ်ပြီးတော့မှာကျွန်တော်တို့တကယ် camera trophy edition ဒီအတိုင်းဒီကောင်ကို set up လုပ်အောင်မှာဒီ one asia ထုတ်တဲ့ camera trophy edition ဆိုရင်လုံးဝသူက weathering effect တွေရောကားကလုံးဝဟောင်းပြီးတော့ခီးသွားတဲ့ပုံစံပေါ့နော် အဲ့လိုပုံစံ setup နဲ့လာတာဒီဝမ်အစီရဒါပေမဲ့ဒီဝမ်အစီ brand ကထုတ်တဲ့ကားတွေကတစ်စီးတစ်စီးကိုဒေါ်လာ800တထောင်ရှိပါတယ်အဲ့တော့ FMS ကဒီလိုမျိုး camera trophy edition တွေကို user တွေလက်ထဲကိုဒေါ်လာ300လောက်နဲ့ထည့်ပေးတယ်ဆိုတာကတော်တော်မိုက်နေပါပြီအဲ့တော့ကျွန်တော်အနေနဲ့ဒီကောင်ကို setup လုပ်မယ်ဆိုရင်အခုအခုဒီတိုင်းကကြည့်ရတာက F ဒီ camera trophy edition look က5ကအပြည့်တော့မရဘူးကွာတိတာဘာကြောင့်လဲဆိုတော့ရင်း အရင်တက်တယ်လို့ခံစားနေရတယ်အဲ့တော့ဒီကောင်းကိုဆက်ရက်လုပ်မယ်ဆိုရင်လောကဒီကောင်းရဲ့ shining ကို shining ကိုချ shining ချပြန်လောက weather effect တွေထည့် weather effect တွေထည့်ပြီးတော့ဒီကောင်းကို flat clear ပြန်ပြီးတော့တလောထပ်မဟုတ်အောင်ပါအဲ့တော့အဲ့လိုမျိုး detail လုပ်လိုက်လို့ရှိရင်တော်တော်ကြည့်လို့ကောင်းပဲက scale လို့မှာတော့ဒီကောင်းကိုလုံးဝ weathering effect တွေဒီအပေါ်မှာ off road accessibility ထည့်ပြီးတော့လို့ရှိရင် scale လောက် camerography camerography vibe အပြည့်ရမှာနော်ဒီတိုင်းကကြတော့ alpha mask ထုတ်ခဲ့ကြတော့လုံးဝ ကိုင်းရအတိတ်ကြီးလို့ဖြစ်နေတာပါအဲ့တခုကတော့ဒီပိုလီကာဗိုနိတ်လက်ဆန်ရဲ့အားနည်းချက်ပေါ့နော်အဲ့တော့ FMS ကဒီကားကိုဒေါ်လာ300လောက်နဲ့ Camel Trophy Edition ကိုခံစားလို့ရအောင် user လက်ထက်ကိုထည့်ပေးလိုက်တာဆိုတော့ FMS ကရွေးချယ်မှုကတော့တော်တော်မိုက်ပါတယ်။ဘယ်သူတွေဝယ်တင်လဲဆိုတော့ကျွန်တော် recommend ပေးပါမယ်။အဲ့တော့အရင်ဆုံးကိုယ့်အကွာကိုစဉ်းစားမှာက scale look နဲ့ performance အဲ့တော့ကိုယ့်အ scale လား performance လားဆိုတော့ကိုယ့်အကွာကိုအရင်သိအောင်လုပ်ပါ။ ီလိုမျိုး scale strategy ဝယ်ပြီးတော့ performance အပြည့်လိုချင်လို့မရပါဘူး FMS ဒီ Camtro V edition ရဲ့ setup အတိုင်းဒီအပေါ်မှာကျွန်တော်ပြောတဲ့အတိုင်းဒီ off road accessory အကုန်စင်ပြီးသွားလို့ရှိရင်ဒီအပေါ် body weight ကြီးအရန်လေးမယ်အရန်လေးလိုက်ပြီးဆိုရင်ကျွန်တော်တို့က incline နေ side healing နေမှာ performance ကအကျသွားပါတယ်အဲ့တော့အဲ့လိုမျိုး performance ကိုအရင်မလိုချင်နဲ့လုံးဝဒီကောင်ကို one one realistic လုံးဝ realistic ဖြစ်အောင်စင်ပြီးရင် challenge ကပိုဖြစ်သွားမယ်ဒီအပေါ် Bollywood ကြီးကိုထိန်းပြီးသွားတာဖြစ်တဲ့ challenge ပိုဖြစ်တယ်ပုံမှန်အတိုင်းဆိုရင်ဒီ Camel Trophy Edition တွေကလုံးဝ Class 0မှာရှိရမှာ Class 0မှာဆိုရင် Hard Body ဖြစ်မယ်တာယာကလည်း90 95 mm ဒီလောက်ပဲတုံရမယ် Straight Easy ဖြစ်မယ်အဲ့တော့အဲ့ကြောင့်မှကျွန်တော်တို့တကယ် Warm and Realistic နဲ့ပို့ပြီးတော့တူမှာတူတယ်ဆိုရင်ဒါ Hard Body ရဲ့တကားကြီးဖွင့်နေရမယ်ဒါကတော့ဒီ One RC ကထုတ်ခဲ့တဲ့ Camel Trophy Edition နဲ့လို့ထုတ်တာ Class 0 ီကောင်ကကျတော့ polycarbonate lesson နဲ့ဖြစ်သွားလာအတွက်ဒီကောင်က class 2လေးကိုရောက်သွားတယ်။တာယာကလည်းနည်းနည်းလေးကြီးနေပါတယ်။အဲတော့တာယာကလည်းဒီထက်90 95 mm ပဲသုံးလိုက်လို့ရှိရင်ပို့ပြီးတော့ပို့ကြည့်လို့ကောင်းတယ်။မောင်းရတာပို့ပြီးတော့ challenge ပို့ဖြစ်ပါတယ်။တာယာက SC80 လောက်လို့သူ glue တာယာ glue တာယာမဟုတ်ပါဘူး။ဒီကောင်က range ကတော့ plastic နဲ့ပဲ range ကို plastic နဲ့ဒါပေမဲ့ဒီအထက်မှာ screw လေးတွေရှိတယ်ဒီကောင်လေးတွေအဖြုတ်လေးရတယ်အဲ့တော့ကျွန်တော်တို့ range ကိုလဲချင်တာ range upgrade လုပ်ချင်တာဖြစ်ဖြစ် tire change ချင်တာဖြစ်ဖြစ်အဆင်ပြေတယ် glue tire ဆိုရင်တော့အဲ့လိုဒီ glue tire ဆိုရင်ကျွန်တော်တို့ကကော်ကန်းတွေနဲ့တုံးပြီးတော့ဖြုတ်အောင်ပါဒီကောင်ကကျတော့အဲ့လိုမျိုး screw လေးထည့်ပစ်လိုက်တဲ့အတွက်ပို့ပြီးတော့အဆင်ပြေပါတယ် interior ကဒီ half copy ပဲဒီလောက်ပဲပါမယ် half copy ပဲအထက်မှာ driver တယောက်ပါတယ် ဒီ dashboard ပါမယ် CRM ပါမယ်ဗောနော်ဒါကတော့ SEA ဒီအတိုင်းပဲဘလို့လူတွေဝယ်တင်လဲဆိုတော့11 realistic ဘောင်းကျင်တဲ့လူတွေ11 realistic ကားကိုအလှဆင်ကျင်တဲ့လူတွေဆိုရင်ဒီ defender wanton camera edition ကိုရွေးပါလောက performance အရင်အကျန်းစားကြီးလိုချင်တယ်ဆိုရင်စိတ်သွားတိုင်းကိုပါမယ်ကားလိုချင်တယ်ဆိုရင်တော့ FMS ကထုတ်ခဲ့တဲ့ဒီ FC Stand Liner Camera Trophy Edition ကိုဒီကောင်ကိုမရွေးပါနဲ့တခြား model တွေကိုရွေးပါဒီကောင်ကကြတော့လုံးဝဟိုကျွန်တော်တို့ကျွန်တော်ပြောတဲ့အတိုင်း Camera Trophy Edition ရဲ့ setup အတိုင်း လုံးဝအလှဆင်ပြီးတော့ဖြည်းဖြည်းလေးမောင်းမယ်ကဒီကောင်ကိုတွားပြီးတော့ဘင်းလိုက်လို့ရှိရင်ဟိုဘင်းလို့တော့ရတယ်ကွာဒါပေမဲ့ performance ကတခြားကိုက်တော့တက်မှာမဟုတ်ဘူးဒီကောင်ကကျတော့လုံးဝအလှလေးမောင်းမယ်ကနော် okay အဲ့တော့ဒီကောင်ကိုကျွန်တော်တို့ power setup လုပ်ကြည့်မယ် transmitter ကအရင် SCH10 SCAD တုန်းကပါတဲ့ transmitter ပါပဲဒီကောင်ကကျွန်တော်တို့ပြင်ပြီးခဲ့တဲ့ SCH10 line SCAD နဲ့ setup ကအတူတူပဲအဲ့တော့ဒီကောင်မှာက differential lock and lock မပါဘူး gear ကိုကျွန်တော် high gear low gear တုံးလို့ရတယ်ဒါဆိုရင် high gear ဒါ low gear motor ကလည်းသူ32 turn motor ကိုသူတုံးလာပြီလေအတူတူပဲအဲ့တော့အခုဒီကောင်က okay ဒီကောင်က low speed အဲ့တော့ အရင် FCH နဲ့ SCAD တွေတော့လည်း performance ကတော်တော်ကောင်းခဲ့ပါလေအဲ့တော့ဒီကောင်းမှာလည်း performance ကတော့ကောင်းမှာပဲဒါပေမဲ့ကျွန်တော်ပြောသလိုဒီအပေါ်မှာ offload accessory တွေအများကြီးဆက်လက်လုပ်ပြီးတော့ performance ကိုခင်ဗျာအရင်ကြီးမမျှော်လင့်နဲ့အဲ့တော့ဟို SCAD body တော့လည်း performance ကောင်းချိန်မှာကောင်းမယ်ဒီ definitely ရဲ့ body ကဒီအပေါ်မှာ weight တွေအများကြီးတင်လိုက်ရင်ဒီအပေါ်ဝိတ်အရင်များပါလေအပေါ်ဝိတ်အရင်များတော့လို့ရှိရင် performance က chronic performance ကကျတော့ပါလေအဲ့တော့ကိုက performance ကိုလိုချင်တဲ့ဆိုရင်တခြားကောက်ကိုပဲ စကေလာကိုကြိုက်တယ်ဆိုရင်ဒီ camography ရဲ့ setup အတိုင်းလုပ်ချင်တယ်ဆိုရင် SCAD ရဲ့ဒီ camography edition ကိုဝယ် FCH10 ဒီ camography edition တွေက level 1ကနေ officially license ယူပြီးတော့ထုတ်ထားတဲ့ကားတွေပဲဒီဒီကောင်ကသူ့ရဲ့ highlight တွေပါမယ် roof rack ပါမယ်ဒီရှိရမီးနှလုံးတော့အလုံးမလုံးဘူးဒီ mount ထည့်ပေးထားတယ်ဒီအနောက်မှာလည်းအဲ့လိုပဲဒီ rear light တွေပါမယ် brake light တွေပါမယ် signal light တွေပါမယ်ဒီ roof rack ကဒီမီးကတော့ကိုယ့်အကူပြန်ပြီးတော့ ဒီကဒီကောင်လေးကတော့ကိုယ်တိုင်ကိုယ့်အကူမီးပြန်ထည့်ရမယ်ဒီနောက်ကဟာနေဒီအရှင်းအမီးမောက်မဲထည့်ပေးတာပါလေတစ်ချက်ရှိုးလာအောင်အရင်မိုက်တယ် FMS က FMS ကဒီဒီလောက်တဲ့နေရာမှာတော်တော်မိုက်တယ်တလားတော်တော်မိုက်ပါလေနည်းနည်းလေးဝက်တန်အဖက်တီထည့်ထည့်ပြီးတော့ရင် shine နေလေးကိုနည်းနည်းချလိုက်လို့ရှိရင်ဒီကောင်ရဲ့ look ကတော်တော်မိုက်သွားမယ်အရင် SCAD chassis နဲ့အတူတူပါပဲ ြောမယ်ဆိုရင်တော့အရင် SCAD chassis ပါပဲ free base လေးကိုနည်းနည်းလေးပြောင်းလာပြီးတယ်ဒီကောင်က326အဲ discovery d1 နဲ့ race rover က321မှာရှိတယ်အဲ့တော့ free base လေးကိုနည်းနည်းချိန်လိုက်ပြီးပါတယ်အရင်ထွက်ခဲ့တဲ့ SCAD က324 same chassis ကို body ပြောင်းတင်ပေးလိုက်တယ်လို့အပြောမခံရအောင်တော့ free base လေးတွေကိုအချုံအချယ်တင်နည်းနည်းလုပ်ပေးလိုက်ပါတယ် signal me signal me အပိတ်ဖွင့်လုပ်လို့ရမယ်ဒီကောင်က okay အဲ့ဒါဒီကောင်ကကျွန်တော် signal me ပြန်ဖွင့်လိုက်ပြီး FMS ကစီစဉ်လာတော့ပါတယ် user တွေပေါ်မှာအဲဒီ light lighting နဲ့ပတ်သက်ခိုင်သူတော်တော်များများထည့်ထားပြီးတယ်နော်ကိုယ့်အကိုပြန်လောအောင်ဆိုလို့အရှိတ်နှလုံးနဲ့နောက်ကတလုံးဒါပဲရှိတယ်တော့ကဒီပါဂျင်ပါဂျင် indication light တွေအစအကုန်လုံးလုံးတယ်ညီမပါဂျင် indication light တွေအကုန်လုံးလုံးတယ်အဲ့တော့ပြန်ဒီကောင်ပိတ်ထားလို့လည်းရတယ်အဲဒါဆိုရင်ကို chrome mount နဲ့ရှင်ညာ signal ကြီးကတောက်လျှောက်အောင်မပြတော့ဘူးအဲ့လိုပိတ်ထားလို့ရပါတယ်တော်တော် mic တွေတော့ FMS ကဒီနောက်ပိုင်း FMS FMS ကားတွေကလေတော်တော်များများ lighting တွေပါအကုန်လုံးထည့်ပြီးတာဘာမှတော်တော်များထပ်ဝင်နေစရာမလိုဘူးဒီကောင်းဆိုင်အရှိ look အရှိ look ကလည်းဒီ roof ကမီးကြီးအလုံးလုံးတယ် highlight အလုံးလုံးမယ်ဒီကောင်းတော့လုံးဝ scaler တွေအတွက်လုံးဝကွက်တိကြမယ်ကားခင်ဗျားက one one realistic စင်ချင်နေတယ်တကယ်ကားအစစ်အတိုင်းစင်ချင်နေဆိုရင်ဒီကားကိုရွေးပါဒီကအရင်မှပြတယ်ကျွန်တော်မယ် see you guys